Artificial intelligence or AI is moving very fast. New ideas, new technology, new terms, and new tools. Artificial intelligence or core AI တွေကအရှမ်းကိုပြင်ပြန်တဲ့အနှုန်းနဲ့ပြောင်းလဲနေပါတယ်။နေတိုင်းနေတိုင်းနှီးပါကို new idea တွေ new tools new terms တွေပေါ်လာပါတယ်။ AI ကိုလေ့လာနေတဲ့အခါမှာမတိမဖြစ်လိုအပ်တဲ့အခေါ်အဝေါ်၅မျိုးကိုကျွန်တော်အရွယ်ကူဆုံးနဲ့ကျွန်တော်ရှင်းပြပါမယ်။ကျွန်တော်တို့အခု prompt engineering ကိုသိပြီးသားတဲ့အခါမှာကျွန်တော်ရှေ့ဆက်သွားဖို့ကွာဒါမှမဟုတ်လို့ရှိရင် မိပါမိမိအခြားလူတွေနဲ့စကားပြောတဲ့အခါပဲဖြစ်ဖြစ် internet မှာ research လုပ်တဲ့အခါမှာဖြစ်ဖြစ် AI နဲ့ပတ်သက်ပြီးတော့မှလေ့လာမယ်ဆိုရင်ဒီအသုံးအနှုန်းတွေကမရှိမဖြစ်သိထားဖို့အရေးကြီးပါတယ်နံပါတ်1 AI agents ဒီ AI agents ကိုလည်းကျွန်တော်မကြာခဏပြောပါတယ်ဘလောက်အရေးကြီးတယ်လဲဒီကနေ့ဒါဒီ AI agent တွေဘလောက်ခက်စားနေတယ်လဲဆိုတာကိုကျွန်တော်ရှင်းပြပါတယ်ကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောပါတယ် an AI agent is a smarter LLM LLM နဲ့ဘာကွာလဲဆိုတော့ကျွန်တော်နေတိုင်းကျွန်တော်တုံးနေတဲ့လူတိုင်းတုံးနေတဲ့ LLM large language model တွေက Gemini တို့ ChatGPT တို့ရှိမယ်။အဲ့ဒီကောင်တွေကတခွန်းမေးတခွန်းဖြည့်ကျွန်တော် prompt ပေးရင်ဖြည့်မယ်။ဒါပေမဲ့သူကဘာမှမလုပ်ပြီးရ။ agent ကြတော့ LLM plus သူကလုပ်ပေးတယ်။ဥပမာအားဖြင့်ပြောလာလို့ရှိရင် ကျွန်တော်တို့ကမြန်မာ culture ပွဲတစ်ခုကိုလုပ်မယ်ပေါ့နိုင်ငံခြားမှာ။သူကငါဒီလိုနိုင်ငံခြားမှာကျွန်တော်မြန်မာ culture နဲ့ပတ်သက်ပြီးတော့ event တစ်ခုလုပ်ချင်တယ်။ဥပမာတကြံပွဲလုပ်ချင်တယ်ဆိုပါစို့။အဲ့ဒီအကိစ္စအတွက်ကို ီစဉ်ပေးပါဆိုပြီးတော့ agent တခုကိုတီထွင်ပြီးတော့မှလှုပ်ခိုင်းလိုက်မယ်ဆိုတော့အဲ့ agent ကဘာတွေလုပ်မလဲဆိုတော့ဘယ်နေရာမှာလှုပ်ချင်တယ်လဲဘယ်မြို့မှာလှုပ်ချင်တယ်လဲတော့အကုန်ရိုက်ထည့်ပေးလိုက်လို့ရှိရင်လူပနေလာမလဲ live music တွေလည်းလုပ်မယ်ပေါ့ရေတွေလည်းပက်မယ်စရှိတဲ့ဖြစ်ဒါမျိုး activity ဆိုရင်ဘလို့ venue မှာရှင်းပြရင်ကောင်းမလဲဆိုတော့သူတို့ research လုပ်ပြီးတော့မှသူကတင်ပြမယ်တင်ပြရတဲ့အပြင်ကိုအဲ့ဒီ venue ကဘယ်နေ့တွေအားနိုင်တယ်လဲလူပနေအောင်ဆက်မလဲဒီလိုရေပက်ဖို့ permit တွေပေးမလားစရှိတဲ့ဖြစ်သူကသူသွားလေ့လာပြီးတော့မှသူက booking လုပ်လိုက်အဲ့လိုမျိုးပေါ့သူက LLM န်အမေးအဖြစ်အပြင်ကိုသူကလုတ်ပေးတဲ့သဘောသူက agent ဖြစ်သွားတယ်အလွယ်ဆုံးဥပမာပေးခြင်းလဲဆိုရင် LLM တွေက consultant တဘောမင်းရင်ဖြေမယ်အကြံပေးတဲ့သဘော agent ကြတော့ AI agent ကတော့ employee တဘောဖြစ်သွားတယ်သူကအကြံပေးတဲ့အပြင်ကိုသူကသူကိုယ်တိုင်နဲ့လုတ်ပေးလိုက်တဲ့သဘောမျိုးဖြစ် AI agent เนี่ยတစ်မျိုးတည်းမဟုတ်ပဲ၃၄၅မျိုးပေါင်းပြီးတော့လဲသူတို့အချင်းချင်းလဲဆက်တွယ်ပြီးတော့မှလုတ်ရင်လဲရှိတယ်တချို့ပို့ပြီးတော့ရှုပ်ထွေးတဲ့ပြဿနာတွေဖြေရှင်းတဲ့အခါမှာရှုပ်ထွေးတဲ့အလုပ်တွေကိုလုတ်တဲ့အခါမှာလဲ AI agent တိတ်ကောင်းတည်းမဟုတ်ဘူးအကောင်များ ားစွာဖန်တီးပြီးတော့မှလှုပ်လှုပ်လဲရပါတယ်လို့ပြောချင်ပါတယ်နံပါတ်2ကတော့ RAG လို့ခေါ်တယ် RAG Retriever Augmented Generation လို့ခေါ်တယ်အခုကျွန်တော်တို့ဒီအခုနေတိုင်းသုံးနေတဲ့ LLM တွေက General Training လုပ်ထားတာ Common Training လုပ်ထားတာအခု RAG ဆိုတာ Retriever Augmented Generation ဆိုတာကကို data တွေနဲ့ကို company ရ data တွေကိုရဲ့ sign ပဲဖြစ်ကို sign ရဲ့ကို customer ရဲ့ data တွေကိုထည့်သွင်းပြီးတော့မှသူ train ထားတဲ့ LLM ဖြစ်တဲ့ကြောင့်မလို့သူကပို့ပြီးတော့မှထိရောက်တယ်မှန်ကန်တယ်တိကျတယ် ကို business နဲ့ဆိုင်လို့ရှိရင်ကို business အတွက်ကိုပို့ပြီးတော့မှန်ကန်တဲ့အဖြေတွေကိုပေးနိုင်တဲ့သဘောဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ coffee shop တစ်ခုဖွင့်ထားရဲဆိုပါစို့ customer customer တယောက်ကလာမေးမယ် Do you have a pumpkin spice latte today and what is the price? pumpkin နဲ့ spice နဲ့လုပ်ထားတဲ့ latte ရှိလားခင်ဗျားဆိုင်မှာအဲအဲ့ဒါကဈေးဘယ်လောက်ရှိတယ်လို့လာမေးလို့ရှိရင်ကျွန်တော်ရဲ့ဆိုင်ရဲ့ data ကိုသူတို့ရိုးရိုး chat gpt gemini ကလည်းမသိဘူးဆိုတော့ rag ကကြတော့ ကျွန်တော်တို့ site နဲ့ပတ်သက်တဲ့ customer တွေကျွန်တော် site မှာရှိတဲ့ inventory ကျွန်တော် site မှာရှိတဲ့ menu တွေကိုသွားဆွဲယူပြီးတော့မှသွားကြည့်လိုက်ပြီးတော့မှအော် okay ဒီနေ့ရှိတယ်ဒီနေ့လည်း menu မှာရှိတယ်ဈေးနှုန်းဘယ်လောက်ဆိုကြည့်ပြီးတော့မှပြန်ဖြေတဲ့သဘောဖြစ်ပါတယ်ဆိုတော့ပုံတိကျမှန်ကန်တဲ့ကိုယ့်ရဲ့စီးပွားရေးအတွက် custom AI custom LLM တွေကိုတုံးပြူခြင်းကိုဟို RAG RAG retriever augmented generation လို့ခေါ်ပါတယ်အလွယ်သဘောနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ RAG ကဘယ်လိုလဲဆိုတော့ရိုးရိုး RAG မပါ ါပဲနဲ့ LLM တွေက AI တွေကဘာလို့ဘလို့တော့သွားတူတယ်လို့ဆိုတော့ចောင်းသားတယောက်ကစောင်းမွဲတော့ဖြည်တယ်သူကစာချက်ထားတယ်ဆရာအတင်ထားတဲ့ information ကမူတည်ပြီးတော့မှသူကစောင်းမွဲတော့ဖြည် rack ပါတဲ့ចောင်းသားကြတော့ဘလို့လဲဆိုတော့ဆရာလည်းတင်ထားတယ်အလွတ်လည်းချက်ထားတယ်အပြင်ကိုစောင်းမွဲကမ်းထဲမှာသူက open book textbook ဖွင့်ပြီးတော့မှ Google တွတ်လူချက်လွတ်လပ်လပ်လပ်သူကမေးပြီးတော့မှဖြည့်ရရတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒုတိယចောင်းသားက rack ပါတဲ့ចောင်းသားကအပတ်ကပိုကောင်းမှဖြစ်ပါတယ်သူဖြည့်တဲ့အဖြေကလည်းပိုမှန်ကန်မှဖြစ်ပါတယ်အဲ့ဒါလိုပဲမှတ်ထားလိုက်ပါ number 3 vector databases vector database ကပါလေ vector databases store embeddings met representation of meaning this allows semantic search vector database ရာစကလုံးတွေရဲ့အနက်အသေးတွေကိုသူကနံပါတ်အနေနဲ့သိမ်းဆည်းထားတာဖြစ်တယ်ကျွန်တော်တမယိုးကြဒီကနေ့သုံးတဲ့ SQL Microsoft SQL database Oracle database PostScript database နဲ့အမတူတာပါလေဆိုတော့တမယိုးကြ database တွေက keyword နဲ့ search လုပ်မယ်ဖြစ်ပါတယ်ဒါပေမဲ့ vector database ရာ image တွေဒီစကလုံးတွေ document implementation တွေအကုန်လုံးဒီလုပ်ငန်းရဲ့ company policy တွေကို back to embedding လုပ်ပြီးတော့သူကစုစည်းထားဖြစ်တယ်ဆိုတော့တဘောကဒီအတိတ်ပဲတွေကိုကနန်းတင်ချာနေနဲ့ပြောင်းပြီးတော့မှသူစုစည်းထားတာဖြစ်တယ်ဒီအတိတ်ပဲကိုလည်းသူကနားလေရိုးရိုး database မှာလည်း image ကိုတင်ထားလို့ရပြီ binary block အနေနဲ့တင်ထားတဲ့ပုံမှာသူရှာရတယ်ခက်တယ်သူက intelligence တွေ retrieve လုပ်လို့မရဘူးဒီ vector database ကသူကခက်စင်စင် semantic အတိတ်ပဲကိုပါသူကခမန်းပြီးတော့မှပြေးတဲ့ခါမှာဒီဓာတ်ပုံကိုပြလိုက်ရင်ဒီဓာတ်ပုံနဲ့ခက်စင်စင်ဘယ်လိုမျိုးဟာမ မျိုးလေးကိုဥပမာကျွန်တော်တို့ကအိမ်ချုပ်ဆိုင်ဖွင့်ထားရဆိုရင် customer လာမယ်ခင်ဗျာအဲ့လိုမျိုးပြရောင်လဲတဲ့ jacket အာခင်ဗျာအိမ်ဆိုင်မှာရှိသလားဆိုရင်ကျွန်တော်တို့က AI ကိုခင်ဗျာဘလို့ရေးရမလဲဆိုရင် AI ကအပြရောင် leather jacket ကိုဆိုတဲ့စကလုံးကို factor embedding အနေနဲ့ပြောင်းလိုက်တယ်ဆိုတော့ကဏ္ဍသင်္ချာအနေနဲ့ပြောင်းလိုက်ပြီးတော့မှ clothing shop မှာရှိတဲ့ ကျွန်တော် vector theory တွေသွားရှာပြီးခတ်စင်စင် leather ဖြစ်ရမယ်အပြာရောင်ဖြစ်ရမယ်ဆိုရယ် leather jacket အတိအကျမဟုတ်ရင်တော့မှခတ်စင်စင် design တွေကိုဆွဲထုတ်လာပြီးတော့မှပြတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ဥပမာ online shopping website ကိုကျွန်တော်လုတ်ထားရဲဆိုပါဆိုအဲ customer ကဒီလိုအပြာရောင် jacket ဓာတ်ပုံကိုတင်လိုက်တဲ့အခါမှာအဲ့ဓာတ်ပုံကိုသူက embedding လုပ်ပြီးတော့မှ vector theory ဖြစ်သွားရှာရင်ကျွန်တော်တို့ inventory မှာရှိတဲ့ကျွန်တော် site မှာရှိတဲ့အလားတူအပြာရောင် leather jacket ကိုသူကဆွဲထုတ်ပြီးမှဖြစ်ပါတယ်။ရိုးရိုး database data လုံးဝလုတ်လို့မရပါဘူး။ ါဘူး number 4 large reasoning models large reasoning models go beyond language model they break problems down step by step reducing logical errors the large reasoning models တွေကအဆင့်တိုင်းအဆင့်တိုင်းကိုလိုက်ပြီးတော့မှခွဲခြားစိတ်ဖြာပြီးတော့မှဒီပြဿနာတွေကိုခွဲခြားစိတ်ဖြာပြီးတော့မှစဉ်းစားပြီးရတဲ့အတွက်ကြောင့်အမားနည်းစေတယ် logic မားတဲ့ဥစ္စာတွေကိုလည်းနည်းစေတယ်ဆိုလိုတာ hallucination နဲ့နည်းမယ်လို့ကျွန်တော်ထင်ပါတယ်ဒီ large reasoning model တွေကတော့ကျွန်တော်တို့တိတ်ထိတွေ့မှုမရှိသေးဘူး research နဲ့ကျွန်တော်တို့ prototype အနေနဲ့ပဲဒီကနေ့သုံးနေတဲ့သဘောပဲရှိပါတယ်။နံပါတ်5 ASI Artificial Super Intelligent ဖြစ်ပါတယ်။ ASI Artificial Intelligent is the future stage of AI that can surpass human intelligence in most area. Important for us to know when we hear it in the news. နံပါတ်5က ASI ဖြစ်ပါတယ်။ ASI is the artificial super intelligent future stage where AI can surpass human intelligence in most areas. Important for us to know when it's appear in the news. ASI artificial super intelligence ကတော့ကျွန်တော် လူသားတက်ကိုပို့ပြီးတော့မှအတိဉဏ်ကောင်းတဲ့ AI တွေဖြစ်ပါတယ်။အဲ့ဒါတွေကတော့အနာဂတ်မှာလာမယ့် AI ဖြစ်ပါတယ်။နောက်တစ်ဆင့်သွားမယ့် AI ဖြစ်ပါတယ်။ AGI တို့ ASI တို့ဆိုတာက determinology တွေကိုဒီထအတုံးတုံးတွေသိထားလို့ရှိရင်ကျွန်တော်တည်င်းမှာကြားတာ ਨੇ order တော့လူတွေထက်ကိုပို့ပြီးတော့မှထူးချွန်တဲ့ ပို့ပြီးတော့ intelligent ဖြစ်တဲ့ AI တွေအကြောင်းပဲဖြစ်ပါတယ်ဆိုတာကိုသိထားလို့ရှိရင်ရပါပြီ။ကဲဒီနေ့ကတော့ဒီ Simon တုဒ YouTube video ကြည့်နေတဲ့မိတ်ဆွေတွေအတွက်ကို AI နဲ့ပတ်သက်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တီတင်တိထိုက်ထားတဲ့အတုံးတုံး၅ခုကိုဒီနေ့ရှင်းပြခြင်းဖြစ်ပါတယ်။အားလုံးနားလည်မယ်လို့ထင်ပါတယ်။အားလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့အောင်မြင်မှုတွေရရှိနိုင်ကြပါစေ။ See you in the next videos. Bye.